မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းဗီဒီယိုဟာ၈000ပြည့်ပြီသွားပြီဖြစ်ပြီးလက်ရှိကမ္ဘာစံချိန်ရဲ့နှစ်ဆကျော်ကိုချိုးဖြတ်ထားနိုင်ပြီလည်းဖြစ်ပါတယ်ဝေဝေတင်ဆက်ပေးထားပါရရှင် ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မှတ်တရဝင်းနစ်ဆူတောင်းဗီဒီယိုကမ်ပိန်းနဲ့ Greenness စံချိန်တင်မှုစူးစမ်းခဲ့ရမှာတော့ဝင်းနစ်မတိုင်မီတရက်လို့ဇွန်လ18ရက်မှာကတည်းကဗီဒီယိုပေါင်း8000ပြည့်မိသွားပြီဖြစ်တယ်လို့ကမ်ပိန်းတာဝန်ခံတွေစီကနေသိရပါဗျ။ဒါကလက်ရှိရှိနေပြီးသားဖြစ်တဲ့ကဘာစံချိန်ကိုနှစ်ဆကျော်အထိချိုးဖြတ်ထားနိုင်တာပဲဖြစ်ပါတယ်။အာကျွန်တော်တို့ဒီနေ့ပေါ့နော်အမေစုမွေးနေ့မတိုင်ခင်အဲတရက်အလူမှာပေါ့နော်ကျွန်တော်တို့ကမ်ပိန်းရဲ့ အဲ target ဖြစ်တဲ့ပေါ့နော်မွေးနေ့ video 8000ကိုပြည့်မီသွားပြီဖြစ်ပါတယ် birthday wish video 8000စုဆောင်းတဲ့ campaign လေးမှာပါဝင်ပေးကြတဲ့အမိသားသမီးတွေတူတယောက်ချင်းစီကိုကျွန်တော်ကင်နဲ့ကျွန်တော် birthday ဖြစ်ပျော်ရေး comedy မှာအထူးပဲကျေးဇူးတင်ရှင်ကြောင်းဥစွာပထမပြောလိုပါတယ်အဲကျွန်တော် Guinness World Record နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အမ်လက်ရှိမှာတော့အိန္ဒိယဘုံတော်ကြီးတစ်ပါးက3200နဲ့ record တင်ထားတယ်ပေါ့နော်ကျွန်တော်ကလက်ရှိရထားတာတော့8000ဖြစ်တဲ့အတွက်ဒီ record ကိုပေါ့နော်ကျွန်တော်နှစ်စာခွဲလောက်ကျွန်တော်ခြုံထားနိုင်တယ်ပေါ့နော်ခက်ခဲနေတဲ့အချိန်မှာတော့မှဟိုလုံခြုံရေးအခက်အခဲတွေနှီးပညာအခက်အခဲတွေရှိနေရကြားရနေမှာပေါ့နော်အမေရဲ့သားသမီးရဲ့အမေကိုဘယ်လောက်ထိချစ်ကြောင်းဆိုတော့ပြသနိုင်တဲ့ပွဲလေးလည်းဖြစ်ပါတယ်အခုလိုနှစ်ပတ်တာအတွင်းမှာပဲတာဂက်ပြည့်မိခဲ့တဲ့အတွက်ကြောင့်ဒေါ်ဆန်းစုကြည်ရဲ့တာငိတ်ကင်မဲရစ်ကတော့ ဒါကစစ်ကောင်စီကမိခင်ဖြစ်သူရဲ့အရှင်ယွာကိုမင်းမေအောင်လုံးလို့ရမှာမဟုတ်တဲ့တပ်တွေတွေဖြစ်ကြောင်း DVB ကိုစာတိုပေးဖို့ဖြစ်ကြပါတယ်။လူလူကောင်ဆောင်ကလက်ရှိမှာစစ်ကောင်စီရဲ့မတရားပုံမှားတွေနဲ့ဆွဲချက်တင်ကလင်းနစ်ကြော်ကြောင်ချုံအောင်ခံထားရပေမယ့်ဒေါ်ဆန်းစုကြည်ကလူလူရဲ့ချစ်ခင်မှုတွေကိုအခုတိုင်ရရှိနေစေဖြစ်ကြောင်းကိုလည်းကမ်ပိန်းမှာကိုရိုင်းပါဝင်ခဲ့သူစီရန်ဘူကြီးလင်းထောင်ကပြောပါရတယ်။ ျွန်တော်တို့အမေစုရဲ့ပေါ့နော်အမွေးနေ့ဆူတောင်းဗီဒီယိုအရှစ်တောင်းပြည်သွားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာပီတိအမတန်ဖြစ်ရပါတယ်ကျွန်တော်တို့ဒီမှာတခုမြင်လာရတာဆရာနာရှင်တွေကအမေစုဘလို့ပဲခြုံအောင်လားခြုံအောင်ထားကျွန်တော်တို့ပြည်သူတွေရဲ့ရှင်ထဲမှာအမေစုကအမြဲတမ်းရှိနေတယ်အာနောက်ပြီးတော့မေစုအတွက်ဆိုရင်ဟိုပေါ့နော်ဘာပဲဖြစ်ဖြစ်ပါဝင်ပေးကြတဲ့ပြည်သူတွေဒုနဲ့ဒင်နဲ့ရှိနေသေးတယ်ဆိုတော့ကျွန်တော်တို့ ဒီနေ့မြင်တွေ့လိုက်ရတာပါကျွန်တော်ထင်ပါတယ်8000မကဘူးထပ်ပြီးတော့လေဗီဒီယိုတွေကထပ်ပို့ပေးအောင်ပါဆိုတော့ဒီထပ်ပို့များတဲ့ amount တစ်ခုကိုကျွန်တော်တို့ထပ်ရအောင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ထားပါတယ်ခင်ဗျာဒီ campaign မှာကျွန်တော်ကိုယ်တိုင်လည်းပါဝင်ဖြစ်တယ်နောက်ပြီးတော့ပါဝင်ပေးကြတဲ့တူတူယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ကြောင်းကိုဒီနေရာကနေပြောလိုပါတယ်ခင်ဗျာလူလူကောင်းဆောင်နိုင်ငံတော်အထိုင်မင်ကန်ပုတ်ကိုတော်ဆန်းစုကြည်ကသူ့ရဲ့အချိန်အများစုကအချင်းချခံခဲ့ရတာဖြစ်ပြီး အခုနေ့အသက်80ပြည့်နှစ်မွေးနေ့ဆုတောင်းတန်တွေကတော့တောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကြွေးကြော်တန်ဖြစ်ကြောင်းကိုမြို့ပြတော်လှန်ရေးတပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုနန်းလင်းကလည်းပြောပါဗျာတောင်ဆန်းစုကြည်ရဲ့နော်ဒါဂျွန်လ19ရက်နေ့မှာကြောက်အောင်မဲ့အသက်80ပြည့်မွေးနေ့ဒီလူတူတူတယောက်ရဲ့မွေးနေ့ဆိုတာထက်အများကြီးပိုတယ်အသက်80ပြည့်မွေးနေ့ဒီ ဒီမွေးနေ့ဆိုတာထက်ဒါနိုင်ငံရေးအရာလှုပ်ရှားမှုနိုင်ငံရေးအရာเนาะတရင်စကားတွေနဲ့ကျွန်တော်တို့ဖြတ်တန်းလှုပ်ရှားရမယ်နေ့လို့ကျွန်တော်တို့ကတော့မြင်ပါတယ်ဗျအချို့တွေကြောက်လဲနီးပညာမကျွမ်းကျင်တဲ့ခါကျတော့လုံခြုံရေးအရာအဲကျွန်တော်တို့မလုပ်တတ်မကင်တဲ့ဖြစ်တာလေးရှိတယ်ဒါကတော့ကျွန်တော်တို့ခက်ခဲရှိတယ်။ဒါကြောင့်ဒေါ်သစုကြည်ဒီအသက်80ပြည့်မွေးနေ့နဲ့အတူချိတ်ဆက်ပြီးတော့မှဒေါ်သစုကြည်မြတ်တကွာဒါနိုင်ငံရေးကျင်းစာကြီးလွတ်မြောက်ရေးဆိုတဲ့အဲကြွကြော်တန်เนาะကျွန်တော်တို့ရဲ့လှုပ်ရှားမှုတောင်းဆိုတန်ကတော့အကျယ်လောင်ဆုံးဖြစ်နေမယ်။ ဇွန်လ19ရက်မှာကြောက်ရောက်မဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အမှတ်တရအနေနဲ့ပန်တပိတ်တွေအပြာရောင်ရှက်အင်ကြီးကမ်ပိန်းတွေမှာပါဝင်ကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနေတာတွေရှိသလိုစစ်ကောင်စီဘက်ကလည်းကမ်ပိန်းမှာပါဝင်ကြတဲ့ပြည်သူလူထုကိုစောင့်ကြည့်ကဖမ်းဆီးစစ်ဆေးတာတွေလုပ်ဖို့ညွှန်ကြားနေတာတွေလည်းရှိနေပါတယ်။ကျမဦးဝေပါ။ ဂရိနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာ73စီတလီတာကို1000ကျပ်ထိဈေးမြင့်တက်လာပြီးလူသလဝယ်ယူဖို့ခက်ခဲလာတယ်လို့ဒေသခံနဲ့စပေးရှောင်းတွေကပြောပါတယ်။ဂျွန်လာပထမပတ်ကစပြီး73စီတလီတာကို4500ကျပ်ကနေ6500ကျပ်ထိဈေးတက်လာခဲ့က အခုရက်ပိုင်းမှာတော့1000ကျပ်ထိမြင့်တက်လာတယ်လို့ဆိုပါတယ်။စီဈေးတက်တဲ့အပြင်ဝယ်ယူဖို့အတွက်ပါခက်ခဲလာတဲ့အတွက်တနေရာကနေတနေရာသွားဖို့မလွယ်ကူတော့ဘူးလို့ဒီမော့ဆိုဒေသခံတယောက်ကပြောပါတယ်။ တာငူလန်းနဲ့လွိုက်ကော်လန်းတွေကိုစစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့အတွက်စီကားတွေမဝင်လာတော့ဘဲဓာတ်စီပြက်လက်တာကြုံနေရတဲ့အပြင်စီအောင်သူတချို့ကဈေးကစားတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်ကရီနီမျိုးသားများကကွယ်တပ် KNDF ဒုစစ်ဦးစီးချုပ်မော်ဝီကလည်းဓာတ်စီနဲ့ဒီဇယ်တွေကိုဈေးကစားဖို့ထိန်းထားတဲ့သူတွေအနေနဲ့ခက်ပြက်နေတဲ့အချိန်ကြီးပွားချင်လို့မရဘူးလို့သူရဲ့လူမှုကွန်ရက်ဆာမဏာမှာသတိပေးရေးသားထားပါတယ်ရှင် ဘကိုးတိုင်းနောက်ချမ်းပေါင်းတဲ့မြို့နယ်မှာစစ်ကောင်စီတပ်ကပြည်သူပိုင်းနဲ့အိမ်တွေကိုမီးရှို့ဖျက်ဆီးရမှာတော်လိုင်းရဲဘော်တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းသေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုပါရော်ပီမီးရှို့ခဲ့တယ်လို့ Pounded People Defense Force PPDF ကဂျွန်လ18ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲအတွင်းသေဆုံးသွားတဲ့အလောင်းလေးလောင်းကိုပြန်သေသွားပြီးနှစ်တိုးရွာနဲ့ရွှေတောင်ရွာကပြည်သူနေအိမ်ကိုလုံးကိုမီးရှို့တဲ့အချိန် တည်သွားတဲ့စစ်သားအလောင်းတွေကိုပါထည့်ပြီးမိရှုခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ16ရက်မနက်7:00နာရီလောက်မှာပဲခူးယုံမဘော်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာပါစစ်ကောင်စီတပ်စစ်ကြောင်းကိုတလိုင်းရဲဘော်တွေကပေါင်းတဲ့မြို့နယ်နှစ်တိုးရွာနဲ့နှွေးတော်ရွာကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့လို့တပ်ဖွဲ့အတွင်းစစ်ကောင်စီတပ်ဘက်ကလေယောက်တေဆုံပြီးသုံးယောက်ထပ်မနေထင်အားရရှိခဲ့တယ်လို့3601တက်ရင် စစ်ထောက်လိုင်းရင်တဲ့သတင်းပြက်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့က TPP ကိုပြောပါတယ်ရှင်။ TPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချွတ်ချွတ်ဆက်မှကျေးဇူးတင်ပါတယ်ရှင်။